နွမ်းပါးကမချမ်းသာပေမယ့်မိမိတို့မုံဖိုးငွေလေးတွေနဲ့ကထိန်ပတိသပင်လှည့်ခဲ့တဲ့ပင်လောင်းကကလေးတွေရဲ့ကြောင်းကထိန်ဆင်းရဲနွမ်းပါးပေမယ့်စေတနာတတာတရားမချိုးတဲ့လူမိမိတို့ရတဲ့ငွေလေးနဲ့ကထိန်တဲ့ကေတာကတော့ရှမ်းပြည်နယ်ပင်လောင်းမြို့ထွန်ယွန်းတောင်တူရွာကမူလာရန်ကလေးငယ်တွေရဲ့ကြောင်းကထိန်လေးပါအလုံးသိကြတဲ့အတိုင်းအခုချိန်ဟာကထိန်ခင်းတဲ့ရာသီဖြစ်ပါတယ်။ဒါကြောင့်လဲမြို့မြို့နေနေမှာတူးတဲ့မုန်ပိုင်းကထိန်လူ၊စူပေါင်းပုံကထိန်လူစသည်ဖြင့်လှူဒန်းနေကြတာပါ အထူးသဖြင့်ခြေကံပညာကျောင်းသားကျောင်းသူတွေရဲ့ကျောင်းကထိန်ပုံရိပ်တွေကလည်းပြန့်နှံ့နေတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ကျောင်းကထိန်ဟာကျောင်းသူကျောင်းသားတွေနဲ့ဆရာသမားတွေရဲ့ပျော်ရွှင်စရာစုပေါင်းဌာနလူလေးဖြစ်ခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့ကျောင်းကထိန်ဟာကျောင်းသူတွေရဲ့ဂုံပကာတနာတွေဖြစ်လာတာပါကျောင်းကထိန်မှာလည်းဘုတွန်းတံမိုးကြီးရွှေနေဝတ်ဆင်ရတာမိကပ်ပြင်ရတာစသဖြင့်အများကြီးပါပဲဒီလိုဂုံပကာတနာတွေအတွက်တော့မတက်နိုင်တဲ့ကျောင်းသူတွေမှာမျက်နှာငယ်စရာပါ ဒါပေမဲ့ခုမြင်နေရတဲ့ပင်လောင်းမြို့နယ်ကမူလာတဲ့ចောင်းလူတွေကတော့ကြည်ရသူတွေကိုရှင်းရေးစိတ်ချမ်းသာစရာပါသူတို့မှာရွှေတွေအလှတွေမပြင်းနိုင်ပေမယ့်မိမိတို့မုံပိုးလေးတွေဖြစ်တဲ့ငားရရန်တထောင်တန်လေးတွေနဲ့ကထိန်လဲကြတာမို့လဲအလုံးကချစ်ခင်ကချီကျူးနေကြတာဖြစ်ပါတယ်